ဒီကနေ့မြန်မာနိုင်ငံကိုချစ်မီးထောက်ကြီးတဲ့တက်ညီလက်ညီတွန်းချခဲ့ကြတဲ့ဆရာဒါယကာတစုံကတော့အများပြည်သူတွေသိကြတဲ့အတိုင်းအုပ်ချုပ်သူအစိုးရအထက်နေခြင်းနဲ့သာသနာပိုင်ယူပြည်ထောင်စုဖုံးကြီးနဲ့ဘရင်ယူမဲအောင်လိုင်းတို့အတွေ့ပါပဲသူတို့နှစ်ယောက်လုံးဟာဖျားမဟုတ်တဲ့ဇက်တော်တွေနဲ့ဖြတ်ညက်ကက်လိန်ညာပြီးသူတို့လောဘနဲ့မတရားရယူထားတဲ့အာဏာကိုတည်ထောင်ခိုင်းမြဲဖို့ပြည်ရင်းမာတာမကနိုင်ငံတကာအထိပါ လိန်ညာကျင်းသွင်းခဲ့ကြ ဒဏ္ဍာရီဂျင်းသမိုင်းတွေဖန်တီးလို့မှိုင်းတိုင်နေကြဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကဆစ်ရှုံးဘရင်ယူမင်းအောင်လိုင်ဟာပူတင်ဘောမဖို့ရုရှားပြည်ခရမလင်နန်းတော်ကိုတွားခဲ့ပြီးသူ့ရဲ့မိစ္ဆာတက်ဆက်နိုင်မှုအကူအညီရနိုင်အောင်မကောင်းဆိုးကအာနာရှင်ဗလာဒီမာပူတင်နဲ့သူ့အကြားမဟာမိတ်ဆက်ဆံရေးကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကပြားရိတ်ပေးခဲ့တယ်လို့ပြောဆိုခဲ့တာမို့ယူသူမရှက်မြင်သူရှက်ဆိုသလို့ တနိုင်ငံလုံးအော်ချလို့အော်အော်တောင်းတင်ဖြစ်သွားခဲ့ရပါတယ်။ဖျားဟောလည်းမဟုတ်ပြိတကတ်သုံးမုံတဲလည်းမပါအထကရာဒီကာရီတဲလည်းမရှိဖျားရှင် နှုတ်ကပတ်တော်လည်းမဟုတ်တဲ့ဘာသာရေးချင်းဆောင်တုပ်ကို ကိုးကားပြီးကမ္ဘာအာဏာရှင် လူစုကိုတော်မှကြွမဲ့ဝင်စားတဲ့လက်လက်အတက်ပညာမှာတစ်ဖက်ကန်းခတ်ပြီးအတုမရှိတဲ့လက်နက်ဝိဆာဣကရစ်တပါလို့အရှက်မရှိကဖာရဖာလုပ်ပြီး နိုင်ငံတကာအဆင့်ထိတက်လန်းကျင်းသွင်းခဲ့တာဖြစ်ပါတယ်။တကယ်တော့သူ့ကိုယ်သူလည်းအရှက်မရှိမဘရန်ဒတိုင်းရှင်မြမဘရင်တစ်ပါးအဖြစ်တင်စားပြီးယူသွနိုင်ဖို့စစ်တတဝါဆိုမင်းအောင်လိုင်းနဲ့နောက်တော်ပါစစ်ကြွတိုက်ခါဘာသာရေးချင်းအကြီးကြီးထဲဖို့2021ခုနှစ်အာနာလူယူခဲ့တာမအောင်မြင်ပေနိုင်ငံတဝင်းကတိုင်းရင်းသားပြည်သူလူထုအများစုလက်မခံခဲ့ပေပြင်းပြင်းထန်ထန်ဆန့်ကျင်တုတ်မြန်တာကိုခင်ရရှင်ကဆက်လို့ ကြိုတင်ကြံစီပြင်ဆင်ခဲ့ကြပါတယ်။စစ်မှန်တဲ့တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တွေကပါတညီတညာနဲ့ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြပြီးအညူကြီးအစိုးရနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တော်ပေါ်ထွန်းလာတာမို့ပြည်တွင်းစစ်ရဲ့အရဲမျက်နှာပေါင်းစုံမှာအရေးနှိမ်ခဲ့ရတာမို့ပြည်ပအကူအညီမဟာမိတ်ရယူဖို့ရုရှားနိုင်ငံကိုဦးတည်ခြင်းထည့်နိုင်အောင်ကြိုတင်စီစဉ်ခဲ့ကြပါတယ်။ မြန်မာဝက်ပေါ်တဲ့အက်ဒမင်ကသူရဲ့ဆက်ဝါးတာဖြင့်မိုင်းတိုက်အင်တာနက်အွန်လိုင်းရှာမျက်နှာပေါ်မှာမြမပရိသတ်တိခနောင်းကာလနေချက်ကိုလိုနီစနစ်အားတွန်းလှန်ရန်ရုရှားနိုင်ငံနဲ့နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်ရေးကြိုးပမ်းခဲ့မှုများဆိုတဲ့စောင်းမကို2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့တွင်ကြာရောက်တဲ့မြမရုရှားနှစ်နိုင်ငံတနမန်ဆက်ဆံရေးထူထောင်တဲ့85နှစ်မြောက်စင်ရတုနေထူးနေမြတ်ကိုကြိုးစိုးဂုဏ်ပြုတယ်ဆိုပြီး 2ရက်3လ2023ရက်နေ့တွင်10နာရီ23မိနစ်မှာဂျင်းဆောင်းမကိုတင်ခဲ့ပါတယ်။အဲ့ဒီဆောင်းမတွေကစစ်ဘောမတွေဖျက်ညက်ကပ်ပြင်ဆင်ထားတဲ့ဇန်နဝါရီလဘာသာရေးဂျင်းအချက်လက်တွေကိုဘရင်ယူမင်းအောင်လိုင်းကကြွမင်းတော်မဘူတင်ကိုတောက်ရှက်မရှိမြောက်ခွန်ငပိနဲ့ဖက်ပြသွားတာပါပဲ။တကယ်တော့စစ်ဘောမတွေကိုကားတဲ့ရှေးချမ်းငံအထောက်ထားဆိုတဲ့မဟာပိတကဗန်ဒီတာဘွေခံပါဏိဆရာကြီးဦးစောရေးထားတဲ့ ဦးအောင်စရာအထုပတိစာအုပ်ဆိုရာဟာ1838ခုနှစ်ရေးသားထုတ်ဝေခဲ့တာမို့188နှစ်သာတည်တန်းရှိပါသေးတယ်။အဲ့ဒီကာလတုန်းကမြန်မာနိုင်ငံဟာလက်နက်ချင်းမရှင်သာပဲဗြိတိရှားကိုလိုနီနယ်ချက်တိုင်းတစ်ပါအောင်တစိ့တစ်ပိုင်းကျုံပြခံရတာမို့ဘာသာချစ်စိတ်မျိုးချစ်စိတ်ကိုခံစားအခြေခံပြီးနယ်ချက်ရန် တိုက်ထုတ်ရမှာလက်နက်အကူအညီရဖို့မဟာမိတ်ရှာဖို့ကြိုးပမ်းနေကြခြင်းကာလဖြစ်တာမို့ အောက်ဆိုးသူမြမာဘရင်တွေ အကြိုက်လည်းဖြစ်အောင်ဘာသာရေးနဲ့ပတ်သက်ရင်ထိရှလွယ်ယုံလွယ်တတ်တဲ့မြမာပြည်သူတွေကိုဂျင်းထဲစီယုံဖို့ရည်ရွယ်ပြီးမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ပိဋကတ်သုံးပုံမှာရော ပထမအကျယ်ဖွင့်ဆိုထားတဲ့အထာကထာတွေလည်းမပါဒုတိယအကျယ်ဖွင့်ဆိုထားတဲ့ဒီဃာတွေလည်းမပါတဲ့တီထွင်ဖန်တီးရေးသားခဲ့တဲ့ဒန္နာယီလာဘာသာရေးရှင်သမိုင်းစာအုပ်သားဖြစ်ပါတယ်။သမိုင်းချက်လက်တွေနဲ့ပတ်သက်လို့ ပြည်သူအများစုလေးစားအတိအမှတ်ပြုခံရတဲ့နမေကျော်တမိုင်းဆရာကြီးဒေါက်တာတန်ထွန်းဆွဲကင်ခဲ့တဲ့ဆံမှုပေါင်းတွေရှိပါတယ်။အထောက်ထားမရှိရင်တမိုင်းမဟုတ်ဒဏ္ဍာရီဟာတမိုင်းမဟုတ် မျိုးချင်းစိတ်ဖြင့်ရေးရင်တမိုင်းဟာဓမ္မဒိဋ္ဌံကြမဖြစ်နိုင် အမုန်းတရားအညှိုးတရားဖြင့်တမိုင်းရေးရင်လည်းတမိုင်းမှန်မဖြစ်နိုင်ဆိုတာတွေဟာအထူးမှတ်သားဆင်ခြင်စရာဖြစ်ပါတယ်။တကယ်တော့စစ်တတော်ဆိုးဘရင်ယူမယောင်လိုင်းက အခုလိုနိုင်ငံတကာအထည်ဖြဲ့ညက်ကန်ဒနာယီလာဘာသာရေးကျင်းသမိုင်းမထည့်ခင် သူ့ရင်မှာသူကိုယ်ပွဲအားထားရဆရာလည်းဖြစ်အောက်ချုပ်သူအစိုးရအထက်နေခြင်းနဲ့သာသနာပိုင်ရဲ့အယူတိရကူဖုံးကြီးကလည်းတက်တွင်တရားပွဲတစ်ခုမှာတိရိအလင်ကနိုင်ငံကဒူလာဂါမနီမင်းကြီးဟာဂျေကလာ၅သိန်းကိုတက်လိုက်ပြီးမဲ့အဲ့ဒီအသက်ခံရတဲ့၅သိန်းထဲမှာငါးပါးဒီလာလုံနေသူဆိုလို့နှစ်ယောက်နဲ့တပိုင်းပဲရှိတယ်ဆိုတော့လိုရာဆွဲခြင်းဘာသာရေးတရားဟောပြီး ဆရာနာရှင်တစ္ဆာကံဓမြတွေကိုအမျိုးဘာသာသာသနာအထွတ်ကာဝယ်ပေးနေတာပါလို့ခူရုံလို့ဗန်းပြထားတဲ့စစ်တပ်ကိုဆန့်ကျင်တဲ့သူမသမားကိုလက်ရဲဆက်ရဲတက်ရဲလာအောင် တွေးထုတ်လှုံ့ဆော်ကျင်းသွင်းမှိုက်တိုက်ခဲ့တာအလုံးတီးပြီးဖြစ်ပါတယ်။ဒီဆောင်မကိုနှီးကုန်တက်ရမယ်ဆိုရင်ကဏအတီးတီးစစ်မျက်နှာအတီးတီးမှာရှုံးနေနေတဲ့စစ်ရှုံးကောင်ဘီရင်ယူမင်းအောင်လိုက်ဟာသူမလို့ရဲတာဘာမှမရှိဘူး။သူမှာရှက်တတာဘာမှမရှိဘူးဆိုတာတက်တေပြလိုက်တယ်လို့ မြတ်စွာဘုရားဟောရတာမဟုတ်တဲ့ဂျာရိတ်အတူကြီးကိုကဘာပုံအလေအထိမျက်နှာပြောင်တိုက်ပြီးဘေးဒုက္ခဒဏ္ဍာရီလာဘာသာရေးကျင်းတပိုင်းကိုရုရှားအာဏာရှင်ပူတင်ကိုဗုဒ္ဓဗျာဒိတ်ဒေါ်လာကြွတ်မင်းလို့ညနေလိုအားရဘုံမခဲ့တာဟာမြင်းသူကြားသူတိုင်းဆက်ဆုပ်ယွန်ရှားအောချစရာဖြစ်ခဲ့ပါတော့တယ်။မကောင်းတဲ့ဘက်မှာဆရာတကာညင်ညွတ်ကြတဲ့တီတကူဖုံးကြီးနဲ့ဘရင်ယူမြောင်လိုင်းတို့ဟာဖုံးကြီးယူနဲ့လှေလူဆိုသလိုလူတက်ပြီးငရေမရောက်ဘူးဆိုတဲ့ ဒုနာကာမနီမင်းတက်တွင်ချင်းတရားရဲ့ဂျာရိတ်ဒေါ်လာကျွမင်းတော်မပူတင်နဲ့အပရန်တာတိုင်းရှင်ဘရင်ယူဘုံမတို့ရဲ့ခက်ညက်ကဇန်နာရီလာဘာသာရေးချင်းသမိုင်းတွေကတော့ဗတ္တိဆရာအောချာဆရာသမိုင်းဖြစ်ခဲ့ရပါကြောင်း